ခစ်ပြိုင် အမျိုးသမီးများတဲ့ဖုံဖုံရဲ့အနည်းပါဝန်းကျင်မှာ တွေ့ရတတ်တဲ့အမျိုးသမီးများဟာအမတန်ကိုဉာဏ်ပညာတွေပြည့်ဝကြပါတယ်တချို့သောအမျိုးသမီးတွေကအိမ်အောင်ရေးမှာဥဆောင်နေကြတယ်တချို့အမျိုးသမီးတွေကြတော့စီးပွားရေးတွေမှာဥဆောင်နေကြတယ်တချို့အမျိုးသမီးတွေကြတော့လူမှုရေးဘိုင်းမှာလည်းပဲဥဆောင်နေကြတာတွေတွေ့ရတယ်တချို့အမျိုးသမီးများကြတော့ ဘာသာရေးဘက်မှာပါခေါင်းဆောင်နေတာတွေကို တွေ့ရပါတယ်။အများကိုခေါင်းဆောင်တယ်ဆိုတာကအမားအမားအကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်နိုင်စွမ်းရှိတဲ့ပညာမျိုးရှိလို့သာလျင် အများကိုဥဆောင်နိုင်တာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာဉာဏ်ပညာပြည့်ဝတဲ့အမျိုးသမီးတွေများစွာပေါ်များလာသလိုခြေတုံးရှိခဲ့ရှိအခါမှာလည်းပဲဉာဏ်ပညာပြည့်ဝတဲ့အမျိုးသမီးတွေများစွာပေါ်ပေါက်ခဲ့ပါတယ်။ ကုသဝတီဆိုတဲ့တိုင်းပြည်မှာမဟာသမတမင်းအုပ်ချုပ်တဲ့အချိန်တုန်းကအဲ့ဒီကုသဝတီတိုင်းပြည်မှာပုံနာခုနှစ်ယောက်တို့ဟာတစုတဝေးတဲ့ပေါ့စီစီလုံးလုံးညင်ညင်ညွန့်ညွန့်နဲ့ရတကာရွာတကာလှည့်ပြီးတော့ဘေးရင် ဟောကြားပြီးတော့စီးပွားရှာကြပါတယ်သူတို့တွေရတကာလှည့်ပြီးတော့မှဘေးရင်ဟောလာလိုက်တာပတ်စံတွေတပြေးပြေးနဲ့စုရင်းစုရင်းနဲ့အတပြာ900တိရလာပါတယ် အသက်ပြန်900တို့ရလာတဲ့အခါမှာတချို့သောပုံနာတွေကဒါကိုဝေဖန်နေကပြုကျင်ကြတယ်။တပုံစီခွဲကျင်ကြတယ်။တချို့ပုံနာတွေကြတော့ဒါတွေကိုမဝေခြင်းဘူး။တနေရာထဲမှာစုပြုံပြီးတော့ထား။နောက်မှအေးအေးဆေးဆေးထုတ်ယူပြီးတော့ဝေကြမယ်လို့ဒီလိုတိုင်ပင်ကြတာပေါ့လေ။ဒါနဲ့သူစင်းရဲမအိမ်မှာအသက်ပြန်900တို့ကိုအထားလိုက်ပါတယ်။ဒီမဲ့တဲ့သူစင်းရဲမတဲ့။နေ့ကောင်ကပစ္စည်းဥစ္စာတို့တွေအထားခဲ့မယ်တဲ့။ ဒီပစ္စည်းဥစ္စာတို့ကိုငါတို့ပုံနာတွေတဲကတစ်ယောက်သုံးမဟုတ်နှစ်ယောက်သုံးယောက်လာထုတ်ရမပေးပါနဲ့တဲ့ငါတို့ပုံနာခုနှစ်ယောက်တစုတဝေးတဲလာရောက်ပြီးတော့ယူမတာလည်းရဲ့ပေးပါလို့တည်တည်ချာချာမှာထားလိုက်ပါတယ်သူစင်းရဲမှလည်းပဲသူတို့ပြောတဲ့အတိုင်းပဲဝန်ခံကြတိပေးတယ်ပေါ့နော်ဒီနေရာမှာတတိထားစရာလေးတစ်ခုတာဝန်ယူမှုတာဝန်ခံမှုတွေမလုပ်ပါနဲ့ကိုဒုက္ခရောက်တာလို့ပါဒါနဲ့အမျိုးသမီးကိုပေးပြီးတော့ ုံနာခွန်ယောက်ဟာအဲ့ဒီသူစင်းရဲမအိမ်ကနေထွက်သွားတယ်ပေါ့လေသူစင်းရဲမအိမ်နဲ့မလားမကမ်းမှာမြစ်တစ်ခုရှိပါတယ်မြစ်ရောက်တဲ့ခါမှာပုံနာတွေရဲ့ဘာသာဘာဝအတိုင်းပဲသူတို့တွေခေါင်းစင်းမင်္ဂလာလုပ်ကြမယ်ဆိုပြီးခေါင်းစင်းမင်္ဂလာလုပ်မယ်ဆိုတော့သူတို့မှာတယောကင်မုန်းကပါမလာဘူးဒါနဲ့ပဲအငယ်ဆုံးပုံနာငယ်လေးကို သူစင်းရဲမအိမ်ကိုလွတ်လိုက်တယ်ပေါ့ဗျာတယောကင်မုန်းယူဖို့သူစင်းရဲမအိမ်ကိုလွတ်လိုက်ပါတယ် ။ဟိုနားငယ်လေးရတဲ့သူစင်းရဲမအိမ်ရောက်တဲ့အခါမှာအမကြီးတဲ့ကျွန်တော်ကိုတရော်ကင်မွန်ပေးပါတဲ့။ပြီးကြတော့ခဏနေကကျွန်တော်တို့အထားခဲ့တဲ့အတပြား900ဒုတ်ကိုလည်းပဲကျွန်တော်ကိုပေးပါပေါ့။ကောင်းတယ်။သူစင်းရဲမလည်းပဲဟောတော်ငတ်မောင်ရဲ့တဲ့ခဏနေကနင်းတို့ဆရာကြီးတွေပဲပြောသွားတယ်လေ။ပုံနာခုနှစ်ယောက်တစုတဝေးတဲ့လာရောက်ပြီးတော့တောင်းမှပေးရမယ်လို့ပြောသွားတာရှိတယ်မလားအဲ့တော့ငါမပေးနိုင်ဘူးလို့ဒီလိုပြောပါတယ် မရဲ့တဲ့ကျွန်တော်ကိုဆရာကြီးတွေကတောင်းခိုင်းလိုက်လို့ပါမယုံရင်အမဟိုမြစ်စိတ်မှာရှိတဲ့ပုံသားတွေကိုလှမ်းပြီးတော့អော်မေးကြည့်ပါလားလို့ပြောပါတယ်သူစင်းရဲမှာလည်းပဲអော်ပြီးတော့มาပြောတာပေါ့အဲခဏနေကအားထားခဲ့တဲ့ပစ္စည်းဥစ္စာတွေကိုပေးလိုက်ရမလားလို့អော်ပြောတော့ဟိုပုံသားတွေကလည်းကောင်းနေလျှော်ထားတဲ့ပုံသားတွေကလည်းပဲတယောကင်မှုကိုပြောတဲ့အမှန်နဲ့အေးအေးပေးလိုက်ပေးလိုက်မြန်မြန်ပေးလိုက်ဟောဒီမှာခေါင်းနေအေးနေပြီဆိုတော့ ကဲကြားတယ်မလားအမကြီးတဲ့ကျွန်တော်ကိုတောင်းခိုင်းလိုက်တာအဲ့တော့ပေးပါဆိုတော့သူစင်ရဲမကလည်းပဲအတပြား900ဒုတ်ပေါ်တယောက်ကင်မွန်ရောပေးလိုက်ပါတယ်ပုံနှားငယ်လေးဟာတယောက်ကင်မွန်ကိုတော့ပုံနှားတစ်ဆရာတွေကိုပေးတယ်ပစ္စည်းဥစ္စာတွေကတော့တန်နေရမှာဖွက်ထားလိုက်တယ်ပေါ့ဗျာညရောက်တဲ့အခါမှာအဲ့ဒီပုံနှားငယ်လေးကပစ္စည်းဥစ္စာတို့ကို ယူပြီးတော့မှတန်နေရကိုကြီးခွာသွားပါတယ်ဒါကိုသတိထားမိတဲ့ပုံနှားတွေကငါတို့အဖွဲ့ထဲမှာပုံနှားငယ်တယောက်ပျောက်နေပြီ ငါတို့ပစ္စည်းဥစ္စာတို့ရှိမှရှိပါသေးလားမသိဘူး။သွားပြန်ကြည့်ကြအောင်စို့လို့သူစင်းရဲမထံကိုရောက်လာတဲ့ပေါ့။သူစင်းရဲမကိုမေးတော့ရှင်တို့ပဲမနေကတောင်းခိုင်းလိုက်တယ်လေ။ဒါကြောင့်မို့ကျမပေးလိုက်ပြီတဲ့။မင်းကငါပြောတယ်လေငါတို့ပုံသားတွေခုနှစ်ယောက်လုံးတစုတဝေးတဲ့တောင်းမှပေးရမယ်လို့ပြောထားတဲ့စကားမမှန်မိဘူးလားလို့អော်ပြောတော့ဟုတ်တော့တဲ့မနေကရှင်တို့ကိုကျမអော်ပြောတယ်လေ။ရှင်တို့ကပေးလိုက်ပေးလိုက်ဆိုကျမပေးလိုက်တာပေါ့ အာဒီတိုင်းတော့မရဘူးတဲ့ဒီအသက်ပြာ900တို့ကိုနင်းရောပါတဲ့ကျမကဆင်းရဲသူမလေးတဲ့တနေ့လုံးမှာတနေ့စားပြင်ပန်းမနဲ့လောက်ကင်ရှာပူစားတော့ရတာဘလို့လို့ရှင်တို့တောင်းတဲ့အသက်ပြာ900ကိုကျမပေးနိုင်မှာတော့လို့ဆိုတော့အေးမပေးနိုင်ရင်တဲ့ဘယင်ကြီးရှိမှဒီပြဿနာကိုဖြေရှင်းကြမယ်လို့ဆိုတော့ဘယင်ကြီးရှိရောက်တယ်ပေါ့ဗျာဘယင်ကြီးကလည်းပဲငယ်ဒီတိုင်းဆိုရင်တဲ့သူဆင်းရဲမှနင်းကဒီပုံနာတွေကိုအသက်ပြာ900တို့ကိုပေးပါဆိုတော့ရှင်မင်းကြီးရဲ့ ကျွန်မရဲ့အခြေအနေကလည်းအရှင်မင်းကြီးမြင်တဲ့အတိုင်းပဲကျွန်မဘလို့လို့ပေးနိုင်မှာတော့ဒီမပေးနိုင်ဘူးဆိုရင်ဒီပုံနာ600ရဲ့အိမ်မှာတလဲစီနဲ့ကြွန်ခံရမယ်လို့ဆိုတော့သူစင်းရဲမှာလည်းပဲဘာပြောတတ်တော့မှာလဲဗျာလူမမဲသမီးလေးကိုခေါ်ပြီးတော့အဲ့ဒီပုံနာ600ရဲ့အိမ်မှာတလဲစီပေါ့ဗျာကြွန်ခံရတာပေါ့တို့တို့ခိုင်းတာလို့တို့တို့ကြွေးတာစတို့ထားရမှာနေပြီးတော့ပြင်ပြင်ပန်းပန်းစင်းစင်းရဲရဲနဲ့နေရတာပေါ့ဒါနဲ့ လူမမယ်သမီးလေးကတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့အခါမှာဇာဥဇာပေတွေဖတ်တယ်၊တရားတွေနားတယ်၊အကြမြင်ဘုဒ္ဓတရားများစွာရရှိလာတဲ့အခါမှာငကူကလည်းပဲသူ့ရဲ့ပါရမီဓာတ်ခံကပညာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့သူ့ရဲ့အမေကိုမေးတာပေါ့အမေတဲ့။သူများတွေဆိုရင်တဲ့အရှင်တခင်ကတယောက်ပဲရှိတယ်တဲ့။ကျမတို့မှာ6ယောက်ကြီးများတောင်းတလဲစီအမေပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲနဲ့သူများအိမ်မှာသူများခိုင်းနေမြလှုပ်ပေးနေရတာဆင်းရဲလိုက်တာအမေရဲ့လို့ဆိုတော့ မီးရဲ့တဲ့ဘာတတ်နေမှာလဲအမေကိုကြွေးပေါ့တဲ့ဒီတိုင်းတော့မဖြစ်ဘူးတဲ့အမေကျမကိုပြောပြပါတဲ့ဆိုတော့အเจ้าဆောင်ရှင်းပြလိုက်တယ်ပေါ့ဗျာဒီကိစ္စကိုတဲ့ကျမရှင်ဘရင်ကြီးရှိမှာဖြစ်ရှင်းမယ်ဆိုပြီးရှင်ဘရင်ကြီးရှိကိုရောက်သွားတဲ့ပေါ့ရောက်သွားတဲ့အခါမှာရှင်မင်းကြီးသူများတွေဆိုရင် အရှင်သခင်ကတယောက်ပဲရှိတာတဲ့ကျမတို့မှာတော့အရှင်သခင်က6ယောက်ဖြစ်နေတယ်တဲ့ကျမအမေပင်မနာကိုလည်းပဲမကြည့်နိုင်ဘူးဒါကြောင့်မို့ဒီပြဿနာကိုကျမဖြစ်ရှင်းခြင်းပါတယ် တရားဆိုခြင်းပါတယ်ပေါ့ဗျာ။ကောင်းပါပြီဆိုပြီးပုံနာ6ယောက်ကိုလှမ်းပြီးတော့ခေါ်လိုက်တယ်။ပုံနာ6ယောက်ရောက်လာတဲ့အခါမှာရှင်မင်းကြီးရဲ့ကျမကိုအတပြာ900လောက်ခဏချီးပါတဲ့။အတပြာ900တော့ပေးလိုက်တော့အရှင်ပုံနာတို့တဲ့။ကျမရဲ့အမေကရှင်တို့ရှင်မှာဘာဖြစ်လို့တလဲစီကျွန်ခံရတာလဲလို့မေးတော့ဟာမဲအမေကငါတို့ရဲ့အတပြာ900တော့ကိုငါတို့မတီးပဲနဲ့ပေးလိုက်လို့ ။အကြောင်းမို့ငါတို့ရှိမှကြုံခံရတာတဲ့။ငါတို့ကပြောတယ်တဲ့ငါတို့ပုံနှား9ယောက်တစုတဝေးတဲ့လာရောက်ပြီးတော့မှ တောင်းမှပေးပါလို့ပြောထားတဲ့ကိစ္စကိုနင့်အမေကဟိုတယောက်ထဲလာတောင်းတာကိုပေးလိုက်တဲ့အတွက်ငါတို့ရှိမှကြုံခံရတာပါလို့ဒီလိုရှင်းပြတယ်။ကောင်းပြီတဲ့။ဒါဆိုရင်ကျမကလည်းပဲရှင်တို့ရှိကယူထားတဲ့အသက်ပြား900တို့ကိုပေးမှာပါ။ဒါမဲ့လို့ကျမပေးတဲ့ခါမှာရှင်တို့လည်းပဲပုံနာ9ယောက် အစုတဝေးတဲ့ရှိရမှာဖြစ်ပါတယ်။ပြောလိုက်တော့မှပုံနာ6ဟောပဲရှိတာလေ။ကိုတယောက်ကဘယ်ရောက်လို့ဘယ်ပေါက်နေမှာမသိဘူး။အဲ့တော့မှဒီအမျိုးသမီးရဲ့ညာရီညာသွေးကိုအားလုံးကဝိုင်းပြီးတော့ချိမြောက်ကြတယ်။သဘောကျသွားတယ်ပေါ့ဗျာ။ရှင်ဘယမင်းကြီးကလည်းပဲအော်ငါတောင်မှဒီကိစ္စကိုမဖြေရှင်းနိုင်ဘူး။ဒီအမျိုးသမီးကဖြေရှင်းနိုင်တယ်။ဒီအမျိုးသမီးကိုလည်းကျွံပွားနဲ့လွန်ပြအောင်လုပ်ပေးလိုက်တယ်။ဘယမင်းကြီးကလည်းပဲ ူ့ရဲ့မာရွင်းနဲ့ဆုံးဖြတ်ချက်ကြောင့်အခုလိုဂျုံဘွားကိုရောက်နေတာဆိုတော့အယောအစားအနေနဲ့အဲ့ဒီအသက်ပြား900ကိုပေးလိုက်ပါတယ်ပေးလိုက်ပြီးတော့ဒီအမျိုးသမီးငယ်လေးရဲ့အညာရည်ညာသွေးကိုသဘောကျလွန်လို့တဲ့ရှင်ဘယမင်းကြီးကမိဖုရားတင်မြောက်လိုက်တယ်ပေါ့ဗျာယောက်ျားတွေထဲမှာပညာရှိတဲ့ပုဂ္ဂိုလ်ဆိုရင်မော်ဒတာပညာရှိလို့ဆိုရင်ထင်ရှားတယ်ပေါ့ဒီလိုအမျိုးသမီးတွေလည်းပဲရှိခဲ့ဘူးပါတယ်ဒီနေ့ခေတ်မှာလည်းပဲလူမှုရေးဘက်မှာဥဆောင်နေကြတယ်ဘာသာရေးဘက်မှာဥဆောင်နေကြတယ် စီးပွားရေးဘက်မှာ၄ဆိုရင်လည်းဥဆောင်နေကြတဲ့အမျိုးသမီးတွေရှိပါတယ်။အရင်ဖုံဖုံကခစ်ပင်အမျိုးသမီးများကိုပြောပြခြင်းဖြစ်ပါတယ်။အားလုံးပဲကိုစိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။